ဒီနေ့မှတော့ကျွန်တော်က TikTok password မိပါကပြန်ကြည့်တဲ့နည်းလေးကိုမျက်ဝေပေးသားမှာပဲဖြစ်ပါတယ်ခင်ဗျာနည်းကတော့နည်းနည်းရှိပါတယ် short to the point လေးပါအဲ့တော့စားလိုက်ရအောင်ပါအရင်ဦးစွာပထမတနည်းကတော့ပထမတနည်းကတော့ကျွန်တော်တို့ဟာ browser တစ်ခုခုလေးဝင်လိုက်ပါကျွန်တော်ကတော့ Chrome browser နဲ့အဲပြပြမှာဖြစ်ပါတယ်ခင်ဗျာ Chrome browser နဲ့ဝင်လိုက်ပါပြီးရလို့ရှိရင်ကျွန်တော်တို့ကဒီညာဘက်တောက်မှာရှိတဲ့အဆက်တုံးဆက်လေးကိုနှိပ်လိုက်ပါခင်ဗျာပြီးရင်ကျွန်တော်တို့က setting ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါ အဲ့ဒီမှာကျွန်တော်ဟာဒီ Google Password Manager ဆိုတဲ့ဟာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအတခုရှိတာကကျွန်တော်တို့ဟာ TikTok စပြီးတော့ဖွင့်တဲ့အချိန်မှာသူကအဲ password ကိုစိတ်မလားမစိတ်လားဆိုတာမေးတယ်အဲ့ခါကျွန်တော်တို့ဟာ sit sit ဆိုတဲ့ဟာကိုနှိပ်ထားမှသာလေဒီဟာလေးကိုနှိပ်လိုက်လို့ရှိရင် TikTok ပေါ်လာမှာဖြစ်ပါတယ်နှုတ်မဆိုရင်မစိတ်ထားရင် TikTok အခုလိုမျိုးဒီမှာဒီလိုမျိုး TikTok ပေါ်လာမှာမဟုတ်ပါဘူးเนาะအဲ့တော့စစ်ထားတဲ့အတွက်ကြောင့် TikTok ပေါ်လာတာပဲဖြစ်ပါတယ်အဲ့တော့ TikTok လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါခင်ဗျာ အဲပြီးကြလို့ရှိရင်ကျွန်တော်တို့ဟာကြည့်လို့ရပါပါပြီဒီမှာမျက်လုံးပုံလေးရှိတယ်မျက်လုံးပိတ်နေတာလေးကိုဖွင့်ပြလိုက်ပါအဲ့ဒါဆိုရင်တော့အဲပထမတနည်းအဲ TikTok password ပြင်ကြည့်တဲ့နေ့လေးရပါပါခင်ဗျာဒုတိယနေ့ကတော့ကျွန်တော်တို့ဟာ TikTok software တွေဝင်လိုက်ပါခင်ဗျာအဲ TikTok ရဲ့ software တွေရောက်ပြီဆိုရင်ကျွန်တော်တို့ဟာဒီညဘက်တောက်မှာရှိတဲ့အမြင်နှောင်းနှောင်းလေးကိုနှိပ်လိုက်ပါခင်ဗျာပြီးကြလို့ရှိရင် setting privacy ဆိုတဲ့ဟာလေးကိုနှိပ်ပြလိုက်ပါခင်ဗျာဆက်သွားပုံလေးနဲ့အဲ့ဒါလေးကိုနှိပ်ပြီးဆိုရင်အပေါ်ဆုံးကအကောင့်ဆိုတဲ့ဟာလေးကိုထပ်နှိပ်ပြလိုက်ပါခင်ဗျာ ပြီးကြလို့ရှိရင်ကျွန်တော်တို့ဟာဒီ password ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါအဲ့အဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ဟာဒီအဲ TikTok ထဲမှာချိန်ထားတဲ့ Gmail ဖြစ်ဖြစ်ဖုန်းနံပါတ်နဲ့ဖွင့်ထားရဆိုရင်လည်းဖုန်းနံပါတ်နဲ့ဖြစ်ဖြစ်အဲ့ဒါကိုသူကကုတ်ချပေးမှဖြစ်ပါတယ်အဲ့ကုတ်ကိုကျွန်တော်တို့ထည့်ပြီးတော့ကျွန်တော်တို့ဟာ password ချိန်ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တစ်ချက်လေးလေးအောင်ပါအဲ့မှာကျွန်တော်ဟာအဲ Gmail နဲ့ဖွင့်ထားတဲ့အတွက်ကြောင့် mail ကိုကုတ်ချပေးမှဖြစ်ပါတယ်အဲဒီမှာနော်အဲ TikTok ကုတ်လေးကြောက်ပါပါပြီ6903439 ရှင်း9033ညဆိုတဲ့နံပါတ်လေးပဲဖြစ်ပါတယ်အဲ့ခါကျရင်ကျွန်တော်တို့ဟာအဲ password အသစ်ကိုကိုထားခြင်းနဲ့ password ကိုအဲနှိပ်ရမှာပဲဖြစ်ပါတယ်အဲ password ကိုလည်းကျွန်တော်တို့နှုတ်မှာပဲဖြစ်ဖြစ်စာရွက်မှာပဲဖြစ်ဖြစ်ကိုယ့်ဟာကိုမမိတဲ့နေရာလေးမှာမှတ်ထားပါဗျပြီးလို့ရှိရင်ကျွန်တော်တို့ဟာ password ခံလို့ရှိရင်ကျွန်တော်တို့ဟာဒီကဏ္ဍအသေးအကြီးလေးတွေလို့အတွန့်အတက်လေးတွေအသိရမလားဒီတီလိုအဲဒေါ်လာပုံစံလေးတွေရှက်လေးတွေအဲ့လိုကိုတွန့်တက်လေးတွေအဲ့လိုလေးလိုက်ခဏအပို့ပြီးတော့ကောင်းလဲခင်ဗျအဲ ကောက်ဟက်ခါဟက်တာတော့ပါလို့ဆိုရင်မလွယ်ကူတော့ဘူးเนาะပတ်စောခရင်တဲ့ဟာလေးတွေအဲထပ်ပြီးပြောချင်ပါတယ်ခင်ဗျာကျွန်တော်ကတော့အဲပတ်စောအတင်းမပြောင်းတော့ပါဘူးခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအဲ့ဒါဆိုတော့ကျွန်တော်မျှဝေပေးသွားတာက TikTok password မှိတဲ့အခါအဲ password ကိုပြန်ကြည့်တဲ့နီးနီးပဲဖြစ်ပါတယ်ခင်ဗျာပထမတနည်းကတော့ Chrome browser မှာလုပ်ပြပေးသွားတာဖြစ်ပါတယ်ဒုတိယတနည်းကတော့ TikTok software ထဲမှာလုပ်ပြပေးသွားတာပဲခင်ဗျာအားလုံးပဲလေကူလေးလာပြောရှင်းကြပါသေးခင်ဗျာကျေးဇူးပါ